ိုင်တွေမှာဈေးကြီးပေးဝယ်ပြီးမှတောက်လို့ရတဲ့အအေးသုံးမျိုးကိုလူတိုင်းအိမ်မှာလုတောက်နိုင်အောင်ဒီတရဖူဖြော်ရည်နဲ့ဖြောပြပေးသွားပါမယ်။ ဒါကြောင့်ဒီဗီဒီယိုအဆုံးထိကြည့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့အိမ်မှာအအေးကောင်းကောင်းလေးဖြော်သားချင်တဲ့သူတွေနဲ့ကိုယ့်ရဲ့ဆိုင်မှာလည်းအအေးမီနူအစ်တစ်ကလေးတွေကိုထွင်ကျင်တဲ့သူတွေအတွက်လုံးဝအဆင်ပြေမှာတည်ကြပါတယ်။အခုဖြစ်ပြမှာကအယောင်လေးတအားဆန်းလို့မြင်လိုက်တဲ့သူတိုင်းတောက်ချင်ကြမယ်။ Fancy ဆိုတာ။အရင်ဦးဆုံး Berry အကွာလေးကိုထည့်လိုက်မယ်။အယောင်ဆန်းလေးနောက်တစ်မျိုးရပါအောင် honey melon ခွားမွေးလေးကိုထည့်လိုက်ပါမယ်။ပြီးရင်တော့ရေခဲထည့်ဆိုတာထည့်အောက်ခြေကအယောင်လေးတမတ်သွားအောင်ဒီလိုလေးအသာလေးဖွင့်ပေးလိုက် နောက်ဆုံးမှာတရပူရဲ့စပစ်ချော်ရည်လေးကိုဒီလိုမျိုးလေးဖြည်းဖြည်းလေးထည့်ပေးလိုက်ပါအဲအေးလေးကပို့ပြီးတော့ဆွဲဆောင်မှုရှိသွားအောင်လို့ဒီလိုစမ်းကစ်သီးလေးနဲ့ပူစီနံလိုမျိုးအရွက်တစ်မျိုးမျိုးကိုထည့်ပြီးတော့အလှဆင်လိုက်တာနဲ့ဖန်စီဆိုတာလေးကိုရသွားပြီဖြစ်ပါတယ်ကဲအမြင်လေးကဘလောက်လှလဲ ားလုံးတောက်ချင်သွားရင်မှလားဒီလို fancy ဆိုတာလေးကိုလीနနာသုံးပြသွားရဲ့အရာတာတွေရမဟုတ်ပဲနဲ့ပေါ့နော်တရဖူရဲ့တခြားအရာတာမျိုးစုံကိုကိုကြိုက်တယ်လို့ပေါင်းဆက်ပြီးတော့ဒါနောက်ထပ် fancy ဆိုတာရဲ့အများကြီးကိုထပ်ထွင်ပြီးတော့တောက်လို့ရသေးရဲ့နော်အခုအလှဲကြတာကတော့ coffee ချစ်သူရဲ့အတွက်ပဲဖြစ်ပါတယ် coffee ကိုမှချင်းပြုံးပြုံးမှွေးတေးတေးလေးနဲ့ပုံမှန်ထပ်ပို့ပြီးတော့တောက်လို့ကောင်းသွားအောင်တရဖူရဲ့ရင်ငန်သည့်အရာတာဖြော်ရည်လေးနဲ့ဖြော်ပြပေးသွားမယ်နနာရဲ့ဆာလာလက်တေးလေးက ဘလို့ပုံလေးဖြစ်မလဲဆိုတာကိုအခုစကြည့်လိုက်ကြ။အရင်ဦးဆုံးရေငန်းလေးဖြော်ရည်လေးကိုထည့်မယ်။ပြီးရင်ရေခဲချက်။နွားနို့လေးကိုထည့်ပြီးတော့အောက်ကနေအယောင်လေးနည်းနည်းရောသွားအောင်ဒီလိုအစာလေးမှုလိုက်။နောက်ဆုံးမှာတော့ coffee လေးကိုဒီလိုဖြည်းဖြည်းလေးထည့်ပြလိုက်တဲ့ဆိုရင်တော့တအားကိုမှမှွေးပြီးတော့တောက်လို့ကောင်းတဲ့ဆာလာလက်တီးလေးကိုရလာပြီးပါရဲ့ရှင်။ နနာအခုလိုပြပြီးမှာတော့ညရာတီနဲ့လဲလိုက်ဖက်အလူပွဲတွေအတွက်လဲအစင်ပြေစီမဲ့တစ်ခွအုံတို့ဓာကူအေးလေးပဲဖြစ်ပါတယ်။တာကူကိုကြိုက်တဲ့ဂျယ်လီယာတီပေါ်အသီးနှံတစ်မျိုးမျိုးနဲ့ကစုံအုပ်လေးကိုဒီလိုမျိုးပကံလုံးအကြီးတစ်ခုထဲမှာထည့်မယ်။အရသာအတွက်ကတော့တရဖူတစ်ခွဖြော်ရည်လေးကိုထည့်ပေးလိုက်ပါ။နောက်ဆုံးမှာအုံတို့ရေနဲ့ရေခဲတို့ဒီလိုမျိုးထည့်ပြီးတော့တမအောင်ရောမွေလိုက်ပြီးဆိုရင်တော့ ချိုချိုအေးအေးလေးနဲ့တအားပုံမှာစားလို့ကောင်းတယ်။တစ်ခွအုံလို့တာကူအေးလေးရသွားပါပြီရှင်။သူလေးကတက်ခွားအနံ့မှုမှွေးလေးနဲ့အေးအေးလေးစားတာဖြစ်တဲ့ကြောင့်မို့လို့ရိုးရိုးတာကူကြွေတဲ့ပို့ပြီးတော့အရသာလေးစမ်းပြီးစားကောက်ပါရရှင်။အခုနန္နာလူပြသွားတဲ့အေးနဲ့ဖြော်ရည်လေးတွေကိုတရဖူရဲ့အရသာမျိုးစုံကို ကိုယ်စိတ်ကြိုက်သုံးပြီးတော့အလူပဲလှုပ်လှုပ် ိမ်မှာပဲဖြောဖြောကိုယ်ဆိုင်မှာပဲတင်ရောင်းရောင်းအားလုံးအဆင်ပြေကြပါကြည်ရှင်ဒီလုံနည်း၃မျိုးလုံးရဲ့အချိုးအစားတိကျအောင်လည်းဒီနာဒီဗီဒီယိုရဲ့ comment ထဲမှာရေးထားပြပါမယ်နော်တုံးတဲ့အခါမှာလည်းဒီလိုအဖုံးလေးနဲ့အကျဲကိုပဲတုံးတုံးဒီလိုအဖုံးလေးနဲ့ဖြောရည်အပြစ်ကိုပဲတုံးတုံးပေါ့နော်ကိုယ်စိတ်ကြိုက်တုံးလို့ရပါတယ်ရှင်တခုပဲ တရဖူဖြော်ရည်တွေဝယ်တဲ့အခါမှာဆိုရင်လေတရဖူအမှတ်တိစိတ်ကအပေါ်နဲ့အောက်အရှိနဲ့အနောက်မှာတခြားဘာအပိုစာသားမှမပါတဲ့တရဖူအမှတ်တိစိတ်စစ်စစ်ကိုပဲဝယ်ကြပါနော်အထူးအစီအစဉ်အနေနဲ့ဒီဗီဒီယိုလေးကို share လုပ်ပြီးတော့တရဖူ page ကို like လုပ်ထားတဲ့သူတွေထဲကကန်ထူးရှင်10ယောက်ကိုရွေးပြီးတော့တရဖူဖြော်ရည်ပလင်းနှစ်ပလင်းစီကိုလက်ဆောင်ပို့ပေးသွားမှာဖြစ်ပါတယ်ရှင်ဒါကြောင့် like and share လုပ်ဖို့မမေ့နဲ့နော်